အစိုးရရဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစုပေါင်းဖွဲ့စည်းထားတဲ့တနိုင်ငံလုံးတိုင်းဒါအပြစ်ခတ်ရစေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCD တို့ရဲ့ကရင်ပြည်နယ်ဖအံမြို့မှာပြုလုပ်မဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလနောက်ဆုံးပတ်မှသာပြုလုပ်ဖို့ရက်ရွှေ့ဆိုင်လိုက်တယ်လို့ NCCD အဖွဲ့ကချင်းမျိုးသားတအူ CNF ရဲ့အဓိပတိကောင်စီဝင်ဒေါက်တာဆလိုင်းလျံမုံကပြောပါတယ် မူလကအဆိုပါဆွေးနွေးပွဲကိုကရင်မျိုးသားအစည်းအရုံး KNU ရဲ့နယ်မြေမှာဇန်နဝါရီလ20ရက်နေ့ကနေ22ရက်နေ့ထိကျင်းပမယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ဒုတိယအကြိမ်ညီလာခံပြီးဇန်နဝါရီလ24ရက်နေ့ကနေ26ရက်နေ့ထိပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဆွေးနွေးပွဲရဲ့ရလဒ်တွေပုံမကောင်းမွန်စေဖို့ရည်ရွယ်ကအခုလိုဖေဖော်ဝါရီနောက်ဆုံးပတ်ကိုရက်ရွှေ့ဆန်းလိုက်တာဖြစ်တယ်လို့နှစ်ဖက်စလုံးမှတာဝန်ရှိသူတွေကဆိုပါတယ်။ ဒေါက်တာဆလိုင်းလျံမုံကနှစ်ဖက်စလုံးမှာပြင်ဆင်စရာတွေရှိနေတဲ့အတွက်ရွှေဆိုင်ချင်းဖြစ်ပြီးဒီလိုရွှေဆိုင်တာကြောင့်နှစ်ဖက်စလုံးနဲ့ပြည်သူအတွက်ရလက်ကောင်းတွေထွက်လာစေချင်တယ်လို့ပြောပါတယ်။မြန်မာပြည်စင်တာကဦးလာမောင်ရွှေကတော့ ဝင်းကြီးဦးအောင်မင်းနဲ့ဟိုဘက်ကအဖွဲ့တွေနဲ့တိုက်ရိုက်ညှိနှိုင်းနေတာဖြစ်ပြီးရလက်ပို့ပြီးကောင်းမှုမှုအတွက်ဖအံမတိုင်မီပြန်လည်တွဲဆုံညှိနှိုင်းမယ်လို့တည်ထားကြောင်းပြောပါတယ်။ တနိုင်ငံလုံးတိုင်းတာ ပြည့်ခက်ရစေးသဘောတူညီမှုပြုလုပ်နိုင်မှုအတွက်ဒီဇင်ဘာလအတွင်းမှာပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCT တို့ထပ်မံတွေ့ဆုံမှုကိုဒီဇင်ဘာလအတွင်းကပြုလုပ်ဖို့သဘောတူညီထားပေမဲ့ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုမပြုတ်လုံနိုင်တာဟာမြကြီးနားဆွေးနွေးပွဲမှာအစိုးရဘက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပေးအပ်ခဲ့တဲ့တနိုင်ငံလုံးအတိုင်းအတာအပြစ်ခတ်ရစဲဆိုင်ရာမူကြမ်းနဲ့တိုင်းရင်းသားတွေရဲ့လိုင်းစားသဘောတူညီချက်၁၇ချက်ပါမူကြမ်းတို့ကိုညှိနှိုင်းမှုပြုတ်လုံနေရခြင်းစတာတွေကြောင့်ဖြစ်ပြီးဆွေးနွေးပွဲကိုဇန်နဝါရီလကိုရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။